်ချယ်ရီကိုတာပတ်မှာကွယ်ဒါဆိုင်းဒီဇိုင်း version ပေါ့နော်သူ gear gk သူရဲ့ pattern က1 2 3 4ရှိရဆိုရင်ကျွန်တော်က1 2 and and 4 and ဘယ်လိုတည်ရမလဲပြောရင်တော့1မိမှာတော့1မိတစ်ချက်ပဲတည်ရဲ1 2မိမှာကျတော့2 and down up ဖြစ်သွားတာပေါ့1 2 and ပြီးတော့3 B မှာကြတော့ 3 and ကို3မတီးတော့ဘူး and ပဲတီးမယ်1 and 3 and 3 and 3မတီးဘူးနော်4ပြီးမှကြတော့4 4 and 4 and 1 2 and and 4 and ပြောရရင်တော့ down down up up down up ဟုတ်ပြီနော်ဒါပထမအဆင့်တကယ်တမ်းတီးရမှာကြတော့1 2 and and အဲ့ဒီမှန်တယ်နော် for for m ကြတော့ for m မဟုတ်တော့ဘယ်နဲ့ for n a ဖြစ်သွားမှာ for n a ဆိုတဘောပြောရရင် for e n a လေးချက်ရှိမယ် down up down up အဲ့လေးချက်ကိုသူက e ကိုဖြုတ်ခဲ့တာ for e n a အဲ့လိုဖြစ်သွားမှာ down up down up ကို down ဒီ up ကိုဖြုတ်လိုက်တော့ down down up အဲ့လိုဖြစ်သွားမှာ for e n a for e n a down down up down down up အဲ့တော့ပြန်ဆက်ရရင် 1 2 and and 4 and a 1 2 and and 4 and a အနည်းဒီပါเนาะ1 2 and and 4 and a 1 2 and and 4 and a ဟုတ်ပြီเนาะအဲ့တော့ဒီအခုခါကိုလိုက်ပြီးတော့မတီးနိုင်တဲ့သူကရှေ့မှာပြခဲ့တယ်1 2 and and 4 and အဲ့ဒါလေးနဲ့မတီးပေါ့โอเคအဲ့တော့ဟုတ်ပြီ G နဲ့တစ်ချက်တီးလိုက်မယ်เนาะပထမတစ်ခုဆိုရင်1 2 and and four and one, two and and four and down, down, up, up, down, up, down, down, up, up, down, up. Tapi pertama tu, dekat ni dia meh ha. One, two and and four and e, one, two and and four and e. down, down, up, 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 down, down, up, down, down, up, up, down, down, up. Okay, no. Okay, lor. Salam intro. Intro mah G. 下边讲。 2 3 4ပြီးတော့နောက်မှာ2 4ဆိုပြီးတော့ရေးထားတယ်အဲ့ဒါနောက်ထပ်အဲနှစ်ပြီးထပ်ပြီးစောင့်ပြင်မယ်အားလုံးပေါင်း1 2 3 4 1 2ဘယ်လောက်ထိကြပါမယ်နော်1 2 3 4 1 2 a minor 2 c 4 d 2 g 4ပြီးတော့အဲ g 4ရဲ့အောက်မှာရေးထားတယ်2 4ဆိုရေးထားတယ်နေရာမဆက်မှာဆိုလို့အဲ့တော့အဲ့ 24ဆိုတာလည်း G ရဲ့နောက်မှာနောက်ထပ်24ထပ်ဆောင်ပေးပါဆိုတာပြောတာเนาะပြောရရင်တော့ G နဲ့ A minor နဲ့ဂျာထဲမှာရှိရမှာအဲ့ဘာလေးရပါတော့အဲအဲ့တော့ကဲပြန်ကြည့်ပြရင် G 2 3 4 1 2 A minor 2 C 4 D 2 G 4 1 2အဲ့ဒီပြီးပါတယ်1 2ပြီးပြီဆိုတာနောက်မှာ A minor B minor C D အဲ့တော့သူကဘာလဲဆိုတော့၃ချက်စီ D မှာ1 2 3 4ရှိမှာတယ်1 and 2 3 and 4အဲ့လိုပြတာမှာ1 and 2 3 and 4အဲ့လိုပြတာမှာဟုတ်ပြီနော် you and c ပြီးတော့ d တခြားပဲအဲ့ဒီတခြားကဘယ်လောက်နောက်မှာစောင်းရလဲဆိုတော့ d က3ပြီးမှ d ရမလား3 4နောက်မှာ1 2 3 4 1,2,3,4 le အဲ့လိုသွားမှာနော်ကဲအဲ့တော့အဲ့ intro ကြောင်းပြန်ထိပ်ပါမယ် G 2,3,4,1,2 A minor 2,C 4,D 2,G 4,1,2 ဲ့နေရာမှာပါလဲဆိုတော့ A minor ဒီပေါ့ပြီးတော့ B minor B minor တော့ဒီတိုင်းတိရလေအပေါ်လေးပဲ power chord လို့ပြောမှာပေါ့ B minor chord ရဲ့အပေါ်ဆုံးဟာငါးငါးလေးသုံးအကန့်ပြီးတော့ C နောက်ဆုံးလိုက်ရမယ်ပြီးတော့ D နောက်ဆုံးလိုက်ရမယ် အဲ့တော့ first byte သွားမယ် first byte တော့စတင်လိုက်အောင်မယ် e minor down down up up down down up down up up down down up down 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 down up up down down up ဒါပထမအကြောင်း my love တော့ तू อ่ะไอ้1 2 3 up down ไอ้ down down up နောက်ဆုံးอ่ะ4ရဲ့ and လေးอ่ะပါလဲဆိုတော့ तू อ่ะ code တစ်ခုနဲ့တစ်ခုပြောင်းတဲ့ဂျားလေးอ่ะအကူလေးကိုပို့ပြီးတော့ဟိုရင်းညွှန်းတယ်ပေါ့နော်ပြောရရင်တော့1 2 and and 4 and 8ไอ้ and 8ကိုသူကဒီ e minor နဲ့ a minor ကိုပြောင်းလိုက်တဲ့ဂျားလေးပေါ့လွှတ်လိုက်တဲ့ဂျားလေးဒီဂျားလေးပေါ့အဲ့နေရာလေးမှာပြောလိုက်တဲ့ပုံစံမျိုးလေးပေါ့ minor G E minor G B minor အဲ့ဒါလေးကိုသူကနှစ်ခေါက်တီးလိုက်တယ်ပေါ့နော် first မှာပြီးတော့နောက်ဆုံးမှာဒီဒီဒီတဘာနဲ့ပိတ်လိုက်တယ်ပေါ့ပြီးတော့ chorus ကိုသွားမယ်ပေါ့နော်အဲ့တော့အဲ့တိုင်းကိုပဲသူကပထမဆုံးပြခဲ့တဲ့ရိုးရှင်းတဲ့ pattern လေးပေါ့ down down up up down up အဲ့ဒါဒီလိုမျိုးဆိုရရတယ် ာဆိုရင်လည်း down down up up down up နောက်ဆုံး4ရဲ့ and လေးကအကူလေးရဟာလေးဖြစ်သွားမှာပေါ့1 2 and and 4 and 1 2 and and 4 and 1 2 and ဆိုတော့လည်းသူကလက်လေးကနောက်တစ်ခုပြောင်းလဲကောင်မှာလွတ်လိုက်တဲ့ဟာလေးပေါ့နော်ဒါကတော့ D နေ D နေနဲ့နောက်ပိုင်းနာကြာရင်နားလဲပါမှာပေါ့ပထမရိုးရှင်းတဲ့ပတ်တန်လေးနဲ့အရင်ဆုံးချင်းကက်ကြည့်အဲ့ဒါလေးနဲ့ရပြီဆိုကောင်မှာဒီတကယ်တမ်းတရမယ်4 and နေဆိုတဲ့ဟာလေးနဲ့ဒီကြီးပေါ့နော်ကဲအဲ့တော့4 and နေဆိုတာတကယ်တော့ဘာလဲဆိုအမြန်ကြည့်ရတာပေါ့ ဲ့ဒါလေးအမြန်တီးလိုက်တော့ twist လေးလိုဖြစ်သွားတာပေါ့နော်ဂျာထဲမှာလက်ကတ်လေးလူလိုက်တယ်လို့လေးဖြစ်သွားတယ်ကဲအဲ့တော့ chorus by chorus by ကလည်း G E minor A minor C D G အဲ့ဒါကိုနှစ်ခေါက်တီးတယ်နောက်ဆုံးမှ D နဲ့ပိတ်တယ်ဒါပဲကဲအဲ့တော့ D ရအောင် Three go, don't move, don't move. ပြီးွားရမလားအဲ့ဒီပုံကရေးတာ1နဲ့1ဆိုတာပထမတစ်ခေါက်အတွက်အဲ့မှာ repeat sign ပါတယ် chorus back ကနော်ဝန်ဆောင်လုံးမပုံစံလေးအဲ့ဒါ repeat sign ဆိုတော့ကဲဒုတိယတစ်ခေါက်ထပ်တည်အောင်မယ်ဒါန်တီးလာမယ်ဗျတီးလာပြီးတော့နောက်ဆုံးမှာဘာလဲဆိုတော့အဲ1မတီးတော့ဘူးဒီဒီအောက်မှာရေးထားတာ A minor B minor အပေါ်အပေါ်မှာတီးခဲ့တယ်လို့လीအားလေးပေါ့ တော့ဒီဘက်တွေအထိမကင်နိုင်မဲမကင်နိုင်တဲ့သူကဒီ D minor B minor C အဲ့တော့ဒီဘက်လေးရတယ် C အဲ့တော့ဒီလေးရနော်ဒုတိယတစ်ခေါက်တော့ကြတော့1လို့ရေးထားတဲ့ D ကိုမတီးတော့ဘူးအောက်မှာ2လို့ရေးထားတဲ့ A minor B minor C D ပြီးတော့24အဲ့လေး44เนาะเนาะအဲ့လေးကိုအဲ့လေးကိုတီးရမှာပေါ့နော်ကဲအဲ့တော့အဲ့လေးကဘာလဲဆိုတော့ dan 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 c c c d 2 1 2 3 4 d d 4ပေါ့ C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  D 4နော်မော4 4တိုင်းမယ်ဆိုတော့1 2 3 4ထပ်ဆောင်ပြလိုက်ပေါ့နော်။ Okay ရမယ်နော်။အဲ့တော့ NID ပါမယ်။4 1 2 3 4 let me get you. အဲ့လိုပြန်သွားမှာ။ဘယ်ပြန်သွားမယ်။ sign ပြန်တက်မယ်။နော်မော sign လေး sign ရဲ့သဘောအပေါ်ပြန်တက်တယ်ဆိုတော့ first one ကိုပြန်သွားမယ်။ Mango let me ဲ့မှာပြီးတော့ D ပြီးွားမလား first one D ပြီးွားတော့နောက်မှာ coda ပုံစံလေးရှိရအဲ့ဒါ coda အဲ့ coda ကြဘယ်ဆင်းလဲဆိုတော့ whole chorus ကိုဆင်းမယ် sign သဘောကပြန်တက်တယ် coda သဘောကြအောက်ကိုပြန်ဆင်းတယ်ကဲအဲ့တော့ chorus ကိုပြန်ဆင်းဆိုတော့ chorus ပုံမှာ coda ပုံစံလေးတစ်ခုတက်ရှိရအတွက်ဒါ D ပြီးွားတော့ don't worry about shaving solo a e minor sorry ဒီမိုင်းနာနှစ်ပါးကိုဒီမိုင်းနာနှစ်ပါးလို့မကြီးတော့ဘူးနောက်မှာအသင်္ကေတလေးတစ်ခုနဲ့ပြတာအသင်္ကေတလေးတွင်ရှေ့ရတစ်ပါးပဲပြန်တီးရမယ်ပြီးတော့ E minor C ပြီးတော့နောက်မှာ D နဲ့ G နဲ့ရေးတာလားပြောချင်တာတော့ D က 3B မှာ G က 4B မှာကဲအဲ့တော့ 3B ရဲ့ရှေ့ကအဆက်ကလေးပြတာတာကြာတော့သူက3ကိုခဏမတီးဘူးဗောနော် D 3ရဲ့ M မှာစတီးမယ်ဆိုတော့ပေါ်လွန်ပြအဲ့တော့ C 2 M 1 2 and 3 M 3 M ပြန်လာ1 2 uh, 3 and 4 and 4 and mdt ကြီးရကြတော့1 2 and 3 and 4 and เนาะအဲ GN တီးလိုက်တဲ့အခါမှာဂျီနောက်မှာရေးတာလေအဲ့နောက်တစ်ပါးဒီကိုသူကခုံးလေးတတာအဲ့ဒါလည်းပါလဲဆိုအဲ့နောက်တစ်ပါးဒီကိုအဲ့ဂျီဂျီကိုပဲဆက်တီးနေရမှာဆိုတဲ့သဘောပြောချင်တာเนาะအဲ့တော့ C 2 and ပြောရင်တော့နောက်မှာတစ်ပါးဂျီကသူ့နောက်ကတစ်ပါးအကြမ်းလာမှာဒါပေမဲ့ရှေ့ကိုသူကကြိုယူလိုက်တာ and and 2 and and 4 and အဲ့လိုပြတော့အဲရှေ့ကိုကြိုယူလိုက်တာဆိုတော့1ရှေ့ကိုကြိုယူရတော့ဖြစ်သွားတာဆိုတော့2လောက်အကြမ်းပြန်ပြန်တီးပေါ့ 表演哦。One two and three and four and one two and three and four and，阿里边到嘛？Two 老嘛变没变出来呢？One to... two and three and four and one two and three and four and，好边呢？One you know? two and three and four and one two and three and four and one, one, two and, and, four and, one and two and three and four and，哎，那嘛 no, G 有几大？G A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  有几大？阿拉来把来说。 ဆိုရင် G နောက်မှာ8နဲ့ကပါလေ 1m ပြောချင်တာ 1m ပြီးတော့နောက်က 8m က 2m ပြီးတော့ 3m ပြီးတော့ 4m a 4m a เนาะ1 2 and 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 one and two and three and four and eight. one and two and three and four and eight. Oh, oh. Yeah, but no? Okay, get up. And I'll just down. See, not bad. But I must see a And and four and one, two and. That's good, Ben. ဒီတယ်အဲ chorus byte ကကျတော့နောက်မှ fade out ဆိုရေးထားတယ်အဲ fade out ဆိုတဲ့ဘက်ကျတော့ဒီ chorus byte ကိုပဲပြန်ပြန်ပြီးတီးနေတာအဲတောင်းပေါ်မြေမှာတောင်းဝဲဘောဘယ်မှရှိအဲအပိုက်ကိုပေါ့ repeat ဆိုင်ပြတာအဲဒီဘိုက်လုံးကပဲထပ်ကတည်းကတီးပြီးတော့သူက fade out လေးနဲ့တိုးတိုးပြီးတော့ပြီးသွားမှာနော်အဲပြီးတော့ finale ဆိုရှိရ FNE ဆိုရင် finale လို့ဖတ်ရတယ် final မဟုတ်အဲ finale ကကျတော့ဗာလဲဆိုတော့ cherry with a bang a china queen အဲအဲ့လိုပြီးလိုက်တာအဲကျတော့ဒါ finale ပေါ့အဲ ပြောရရင်စတူဒီယိုမှာကျတော့အဲ့လိုမျိုး fade out တွေနဲ့ပြီးတာများတယ်။အဲအပြင်မှာဆိုရင်တော့ show တွေပါပွဲတွေပါဆိုရင်ကျတော့အဲ့လိုမျိုး fade in နဲ့ပြီးတာပေါ့။စတူဒီယိုမှာကျတော့ fade out တွေပါနဲ့ပြီးလို့ကောင်းတယ်လေ။တဖြည်းဖြည်းတူတူဝါတူတူပြီးတီးရတာပေါ့နော်။ကဲအဲ့တော့ဒါပဲ